အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဇေယျဥဖုံးဓာတုရေးသားသောအတွေးရတပုံမြင်များဆိုတဲ့စာအုပ်ထဲမှဇေယျပုံမြင်လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇေယျပုံမြင်တခါတော့ကခီးလန်းတစ်ခုဤတနေရာမှာအများနာခိုရင်အတွက်ဇေယျတစ်ခုရှိလေသည် ထိုခยีလန်းသည်လူအသွားအလာလွန်နေပါ၏တပတ်နေလို့မှတယောက်လာရောက်နားခိုသူမရှိ ထိုဇရက်ဤမနီးမဝဲတွင်တရက်ပင်ပြိုတပင်ရှိသည်ထိုတရက်ပင်သည်အရေးကောင်း၏အတီးချိုချိုများသည်၏ဤဇရက်သို့ရောက်လာကြသူများသည်တရက်ပင်ပြိုကိုတွေးလိုက်ရလျင်အမောပြေသွားလေရှိသည်ထိုအတူထိုဇရက်နှင့်မနီးမဝဲတွင် ရေကြီးချောင်းငယ်လေးတစ်ခုလည်းရှိလေသည်ချောင်းရေစည်းတံကြောင့်လောကကြီးသည်အလွန်ကျက်သည်ရှိနေလေ၏ တနေ့ထိုခยีလန်းတို့မှောင်ရီဖြိုးပြအချိန်၌ခยีတော်လူလင်တူဤဇရက်တို့ရောက်လာခဲ့လေသည်အင်းဒီညတော့ဒီဇရက်မှာပဲတဲခုရတော့မယ်အချိန်ကလည်းလင့်နေပြီတော်သေးတာဗောဒီလောက်ကြမ်းတမ်းတဲ့ခยีမှာဒီလိုဇရက်ကလေးတစ်လုံးရှိနေသေးလို့ပြောပြောဆိုဆိုဇရက်ပေါ်ရှိဖုံများကိုခါလိုက်လေသည်ပါလာသောပစိုးကို ခင်းပြီးထိုင်လိုက်သည် အသင့်ယူဆောင်လာသော စားစရာများကို စားတောက်ပြီးဖျားကြော့လေသည် ဒေါဆောင်နဲ့တောင်ဆောင်နဲ့အစရှိသည့်ဖြင့်မြေတားဖို့အမြပေးဝေပြီးအိတ်ဆက်လေ၏အိယာဝင်ပြီးညတကောင်ကျော်အချိန်တွင် သူနိုးလာ၏အိတ်၍မရတော့ကျောပြင်တစ်ခုလုံးလဲအဖူးအပိမ့်ရာများဖြင့်ပြည့်နှက်၍နေလေသည် ခန္ဓာကိုယ်တစ်ခုလုံးလဲရားရံ၍လာ၏တပြင်းပြင်းကုတ်ရင်စဉ်းစားမိသည်အေးငါ့ကိုတော့ဇဘိုးကိုက်ပြီးနေတူတယ်တော်တော်သွေးဆုပ်တဲ့နယ်ဇဘိုးတွေပဲ မီးထွန်းပြီးမီးရောင်အောက်တွင် ကြီးလိုက်ရာသွေးဆုပ်ထားပြီးဝါဖီးနေသောဇဘိုးကောင်များကိုတွေ့လိုက်ရသည်လက်ဖြင့်ဖိသက်မည်အလို့စဉ်းစားမိလိုက်သည်အင်းဇရဘော်ကဇဘိုးဆိုတော့လူလာတော့သွေးဆုပ်ရတာပဲဒီခီးလန်းကလည်းကြမ်းဒီဇရက်မှာတဲခိုသူကလည်းနဲတဲခိုသူလာတော့သူတို့ခင်ဗျသွေးဆုပ်ကြရတာအေးပေါ့လေသူအဲ့ရွေမပြောတော့ဘူး ထို့ကြောင့်ဇရဲရှိတွင်လမ်းလျှောက်ပြီးမြစ်တာပို့အမျှပေးဝေနေရင်းမိုးအလင်းကိုစောင့်မျှော်နေလိုက်သည်ထိုအချိန်တွင်ဇရဲဆောင်နေမင်းကြီးက သူ့ရှေ့၌ဘွားကနေပေါ်လာပြီးအပြန်အလှန်စကားပြောကြလေ၏အမောင်လူလင်တင့်ကိုဇရဲကြိုးများက ကြိုက်ကြသွေးဆုပ်ကြတယ်မဟုတ်လောအတင်ကမြည်သူနီငါကဒီဇရက်ကိုစောင့်ရှောက်နေရတဲ့နတ်မင်းကြီးပဲ။ ဟုတ်တယ်ခမရအတော်ကြိုက်တန်တဲ့ဇဘိုးတွေတွေးဆုပ်ကြမ်းတဲ့ဇဘိုးတွေဘလို့မှကိုအဲ့လိုမရဘူးအေးဟုတ်တယ်ကွယ်ဒီဇရက်ကဇဘိုးတွေတော်တော်ဆိုးတယ်ဒီခยีဒီလန်းကလည်းတွာလာသူနဲဒီဇရက်မှာလည်းနားခုသူကနဲတယ်လေဒီတော့ဒီဇရက်မှာတဲခုသူ ရှိတော့ခွင့်ရရတော့ဇဘိုးတွေကဝိုင်းပြီးတွေ့ကြတော့တာပဲအော်ဇရက်ဇဘိုးဆိုတာအခွင့်ရရတော့တွေးဆုပ်တတ်တဲ့အကောင်တွေပါလားဟုတ်တယ်အမောင်လူလင်ရဲ့ လူသားတွေရဲ့ဘဝဖြစ်ရမှာလဲကြည်လိုက်ဇေယျကြဘိုးလိုလူတွေအများကြီးပဲခွင်ရေးရတော့စားမဟဲဝါမဟဲယူမဟဲအပိုင်စီးမဟဲဆိုတဲ့စိတ်ဓာတ်ပိုင်ရှင်တွေကိုဇေယျကြဘိုးလိုခေါ်ကြရမှာပဲဟုတ်တယ်နမင်းကြီးကျုပ်တို့တိုင်းပြည်မှာမူးတွေမတ်တွေအရာရှိတွေခေါင်းဆောင်တော်တော်များများဟာဇေယျကြဘိုးလိုပဲခွင်ရေးရတော့သွေးဆုပ်ချင်ကြတဲ့ညင်တွေရှိနေကြတယ်ကျုပ်ဒီညတော့အဲ့လိုမရတော့ပါဘူးဗျာ အေးမင်းပြန်အိပ်ရင်လေဇေယျကြဘိုးတွေကမင်းရဲ့သွေးတွေကိုထက်ပြီးဆုပ်ယူစားသုံးကြအောင်ပါပဲသွေးဆုပ်ရလုံးလို့ခန္ဓာကိုယ်ကြီးကဝါဖီးလာပြီးပိုက်ကြီးကပူဂုတ်ဘိုးကြီးကတက်သွားရလာရနှေးကိုအသားလေးဖိတက်လိုက်ုံပဲဒါနဲ့နေပေါင်းမင်းကဘာဖြစ်လို့မင်းရဲ့သွေးကိုဆုပ်ယူစားသုံးကြတဲ့ဇေယျကြဘိုးတွေကိုမတက်ရတာလဲကွာမင်းကမတက်ရင်နောက်ထပ်လာသမျှလူတွေရဲ့သွေးကိုဒီကောင်တွေကဆုပ်ယူစားသုံးနေကြအောင်ပါ နမင်းကြီးရဲ့စကားကြောင့်ခီးသွွားလူလင်ဟာတွေ့ဝေသွားတော့သည်။ဘာပဲဖြစ်ဖြစ်ကျုပ်ကဒီညတီလာယူထားတာမတက်ဘူးဗျာ။ကျုပ်မတက်ပင်မဲ့ဒီဇရက်ကိုရောက်လာတဲ့အခြားတယောက်ယောက်ကဒီဇရက်ကြိုးတွေကိုတွေ့ရင်တက်မှသိကြပါရဲ့။ဤတို့ဖြင့်ဇရက်ဆောင်နမင်းကြီးနှင့်စကားပြောရင်းမိုးလင်းသွားလေတော့ဤ။မိုးလင်းသွားတော့ဇရက်အရှိတ်ဘက်ရှိတရက်ပင်ကိုမြင်လိုက်သည်။တရက်သီးတွေဝါထိန်ပြီးရင့်မဲ့၍နေသည်။ရေစည်းတံလွန်လွန်ကိုကြားနေရသည်။ ဇက်ဆောင်နေမင်းကြီးရေတံကြားတယ်ဗျရေချောင်းရှိတယ်ထင်တယ်အေးဇရက်ရဲ့တောင်ဘက်မှာရေကြီးချောင်းလေးတခုရှိတယ်အဲ့ဒီကိုတွားပြီးမျက်နှာသိချေပြီးတော့ဟိုတရက်ပင်ဟာတရက်သီးတွေကိုနနက်စာဖြစ်ခူးပြီးစားပြီးရင်မင်းတို့တရက်ပင်ဆောင်နေမင်းကြီးနဲ့မိတ်ဆက်ပေးမယ်ခကြီးသွားလူလင်သည်ရေကြီးချောင်းတို့တွားပြီးမျက်နှာသိသည်ကိုလက်တန့်စင်သည်ရေကြီးချိုချိုကိုအာရပါရတောက်တုံးလိုက်သည် ထိုအချိန်တွင်ရေကြီးချောင်းကိုစောင်းလျှောက်နေသောနမင်းကြီးဘွားကနေပေါ်လာပြန်သည်ခရီးသွားလူလင်တင်းသည်တီလာမြဲဤတစ္ဆာရှိဤခမရဘသူတော့ငါဒီရေချောင်းကိုစောင်းလျှောက်ရတဲ့နမင်းကြီးပဲဗျာဟုတ်လားညကပဲဇရက်ဆောင်နမင်းကြီး ਨੇ ကြုတ်စကားပြောခဲ့ရသေးတယ်မင်းညအိတ်လို့မရဘူးမဟုတ်လားခမရဘလို့လို့သိရလဲသိတာဗောမောင်ရင်ရဲ့ အဲ့ဒီဇေယျကြဘိုးတွေကအခွင့်ရေးရတော့အသက်တည်ခံပြီးတွေးဆုံနေကြတဲ့အကောင်တွေလေမင်းကတီလာရှိလို့ဗောနောက်မို့ဆိုရင်ဒီကောင်တွေသေပြီဒီလိုနဲ့တရက်ပင်ရှိရသူတွားပြီးမှုေးမြဝါထိန်နေတော့တရက်သီးရင်းရင်တလုံးကိုခူးယူစားသုံးလိုက်သည်စားသုံးပြီးနောက်တရက်ပင်ရိမ့်၌နားခိုနေချိန်တွင်ဇေယျဆောင်နေမင်းကြီးရောက်လာ၏ဒီမဲ့ခီးသွားလူလေရေကြီးချောင်းကလေးကြောင့်မင်းလန်းဆန်းသွားရပြီမဟုတ်လား ရေကြီးချောင်းကလေးဟာသူ့ရေကြီးချိုချိုတွေကိုသူ့ကိုယ်တိုင်မတောက်တော့ဘူးအဲ့ဒီရေကြီးချိုချိုတွေဟာသူ့အတွက်မဟုတ်ဘူးသူ့ထံကိုရောက်လာတဲ့ဘယ်တက်ရှိတဲ့ဘဝကိုမဆိုကူညီဖို့အတွက်ရေကြီးချောင်းဖြစ်သူ့ဘဝကိုကြည်ကြည်နက်နက်ကြီးခံယူထားတဲ့သူအများအားအတွက်ရေကြီးချောင်းကလေးဖြစ်နေရတဲ့သူတိတ်ပြီးအိဗယ်ရှိတယ်ဟုတ်တယ်နော်နမင်းကြီးဇေယျကြိုးတွေနဲ့များကွာပါဗျာဇေယျဘော်မှာနေရာလေးရလိုက်တာနဲ့သွေးဆုပ်ကြတော့တာပဲ ရေကြီးချောင်းလေးကြောင့်ညကျုပ်အေးပြက်ခဲ့ရသည်များတွေဟာယူပြစ်လိုက်တယ်လို့ပြောက်သွားရတော့တယ်။နမင်းကြီးပြောတာမှန်တယ်ဗျ။ရေကြီးချောင်းလေးဟာသူ့ရေကိုသူပြန်ပြီးမတောက်တော့ဘူး။အများအအတွက် သူ့ဘဝကိုစည်သေးတယ်။အဲ့ဒီရေကြီးချောင်းလေးကြောင့်တစ်ပင်တွေရှင်သန်တယ်လန်းဆန်းတယ်ငါးကလေးတွေပျော်မြူးနေကြတယ်။ရေကြီးချောင်းလေးရဲ့ရေစီးတံဟာငိန်ချောင်းနဲ့တေးသချင်းတဲ့ဘုတ်ကိုတီးဆိုးနေတယ်လို့ပဲ။အဲ့ဒီရေကြီးချောင်းလေးရဲ့ခံယူချက်ကိုကြုတ်သဘောကျတယ်ဗျာ။ ကျုပ်တို့တိုင်းပြည်မှာလည်းရေကြီးချောင်းလေးလိုစိတ်တက်ရှိတဲ့လူတွေများလာရင်တိတ်ကောင်းမယ်။ကိုကိုကျိုးအတွက်လုံးလုံးမပါပဲ။အများအတွက်နောင်လာနောင်သားအတွက်စဉ်းစားပေးတဲ့ရေကြီးချောင်းလေးကိုအားကြတယ်ဗျာ။ခရီးသွားလူလင်ကတရသည်ချူချူကိုစားရင်ဇရက်ဆောင် နမင်းကြီးနဲ့အဖွဲကြနေလေတော့သည်။မင်းတို့တရပေဆောင် နမင်းကြီးနဲ့မိတ်ဆက်ပေးရအောင်မယ်။ထိုအချိန်တွင်ဘွားကနေနမင်းကြီးတစ်ပါးပေါ်လာပြန်သည်။ငါတရပင်ဆောင်နမင်းပဲ။ ဒီတရက်ပင်ကတရက်ဒီချိုချိုတွေကိုစားသုံးလိုက်ရလို့အာဟာရပြည့်ဝသွားပြီမဟုတ်လားငါဝမ်းတာလိုက်တာကိုယောင်ကိုဝါတောက်ပစွာဖြင့်ခံ냐ထေဝါစွာမတ်တရရရရှိသောတရက်ပင်ဆောင်နမင်းကြီးကိုအံဩစွာမြင်တွေ့လိုက်ရသည်မတ်တရပြီးလက်ဆွဲ၍နှုတ်ဆက်လိုက်၏ကျေးဇူးတင်ပါတယ်တရက်ပင်ဆောင်နမင်းကြီးရဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုလွယ်တကူတော့မပြောနဲ့ဟေ့တကယ်ကျေးဇူးတင်တယ်ဆိုရင်မင်းအသွေးသားတွေကိုလောကအတွက်ပေးလူ ဒီမဲ့ခီးသွွားလူလင်ရဲ့တရက်ပင်တွေကိုကြည့်လိုက်စမ်းတရက်ပင်တွေဟာအများအတွက်ရိတ်ကိုပေးတယ်ဒါပေမဲ့ကို့ရိတ်ကိုကိုပြန်ပြီးမခိုးဘူးဒီလိုပဲအများအတွက်တရက်သီးချို့ချို့တွေကိုပေးတယ်ဒါပေမဲ့ကို့အသီးကိုကိုပြန်မစားဘူးဒီလိုပဲနောင်လာနောက်သားမျိုးဆက်တွေအတွက် မျိုးစီတွေကိုပေးတယ်ကို့မျိုးစီကိုကိုပြန်မစားဘူးကွာတရက်ပင်ဆောင်နမင်းကြီး ပြောစကားများသည်ခီးသွွားလူလင်အဖို့အစမ်းတကြေဖြစ်နေလေ၏ ဒီမဲအမောင်လူလင်မင်းညားကဇေယျကြဘိုးတွေနဲ့မင်းတွေ့ခဲ့တယ်မဟုတ်လားအဲ့ဒီလိုဇေယျကြဘိုးနဲ့တူတဲ့လူတွေအတွက်ငါကြပြားတပုတ်ရွတ်ပြမယ်ဆရာကြီးတင်မိုးရဲ့ကြပြားပဲငါမှတ်မိသလားပေါ့ကွာတရပင်ဆောင်နမင်းကြီးကအတန်လေးအတန်ထားဖြင့်ကြပြားကိုရွတ်ဖက်ပြသည်စာလွန်ဖက်ပုံရသည် လူပြည်ကကြပြားများကိုလည်းရွတ်ဆိုနိုင်၏ဒီမဲအမောင်လူလင်ရဲ့ ညံနေတဲ့လူတွေကကိုးဘွားကိုမျက်နှိုးစရာဖြစ်တာမြင်ကြတယ်။ညံကြီးတဲ့လူတွေကတော့ကိုးဘွားကိုလောကအတွက်အတုံးချစရာဖြစ်မြင်ကြတယ်။ဒီလိုပဲအတ္တသမားတွေကကိုးဘွားကိုကိုပိုင်ဖြစ်တာမြင်လေးရှိကြတယ်။ညံကျဲတဲ့လူတွေများကတော့ကိုးဘွားကိုအများပိုင်ဖြစ်မြင်ကြတယ်။ဒီမဲ့မှတ်ထားအောင်လို့လေ။ညံအမျော်အမြင်ကြီးမြတ်တဲ့လူတွေဟာမျိုးဆက်အတွက်နစ်နာခံကြတယ်။ကိုယ့်ရဲ့ကိုကြိုးကိုလုံးလုံးမရှာဘူး။ အများကောင်းစားဖို့အများအကျိုးကိုရွေးချယ်ကြတယ်။ဆောင်ရွက်ကြတယ်။အများအကျိုးဆောင်ရွက်ရင်သူတို့ဘဝကို သူတို့အတုံးချသွားကြတယ်။မင်းလဲဇရက်ကြဘိုးလိုစိတ်ဓာတ်နဲ့ရှင်တန်မလား။ဟိုနားကရေကြီးချောင်းလေးလိုအခုမင်းမြင်တွေ့နေရတဲ့တရက်ပင်ကြီးလိုကြင့်ကြံမလားစဉ်းစားဖို့ကွာ။ငါတို့လဲနေသမင်အစည်းဝေးသွားလိုက်အောင်မဟေးတတာပြောပြောဆိုဆိုမြင်ကွင်းအောက်မှာနမင်းကြီးများပျောက်ကွယ်သွားကြလေတော့ဤ။ လက်ထဲတွင်တရက်သီးကိုစားပြီးကြံရှိနေသည့်တရက်စီကလေးကို ရေကြီးချောင်းအနီးမြေစီကောင်းကောင်းနေရာတစ်ခု၌တွားရောက်ပြီးထားလိုက်သည် နောက်ထပ်၄50နှစ်တွင် အများကိုအရေးပေးမိအတီးပေးမိနောက်မျိုးဆက်ကိုလက်ဆင့်ကမ်းပေးမိတရက်ပင်ကြီးတစ်ပင်ဖြစ်လာပေးလေဦးမည်ခရီးသွားလူလင်သည်ပစ္စည်းများကိုတင်စီပြီးခရီးဆက်လက်ထွက်ခွာလာခဲ့သည်တရက်ပင်ဆောင်နမင်းကြီးရွတ်ဆိုပြသောကြပြာကိုနားထဲ၌ပြန်၍ကြားရောက်နေမိသည် ိုယ့်အဆက်ကိုပြန်စားကိုယ့်အသက်ကိုပြန်စားအကောင်ကြီးကဖီးလို့ထွားမင်းလူမဟုတ်ရဲ့လားကိုယ့်လက်ပြာကိုဖဲ့စားကိုယ့်တိတ်ခါကိုဖဲ့စားအကောင်ကြီးကဖီးလို့ထွားမင်းလူမဟုတ်ရဲ့လားလူမဟုတ်တဲ့ကြဘိုးများနေရာတကာအနှံ့အပြားဟိုမာဒီမာကြည်ပါလားမင်းတို့ငါတို့တရီထားဟောဟိုမာသွေးဆုပ်ဖို့စောင့်နေတဲ့ကြဘိုးတို့ လူအများပိုင်တဲ့ဇေယျပေါ်မှာ နေရာ ယူထားကြပါလားနားဆင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ